အသက်40ကျော်ဆိုတာဟုတ်ရဲ့လားငယ်မုံငယ်သွေးကြွာအလန်းစားနောက်ပြန်ကန်ချင်တဲ့ဂိုးသွင်းခဲ့ပြန်တဲ့ရောနဲ့တို့ပရိသတ်မတော်မဲမိလာများရွှေရောအိုင်မတ်ကွန်ရှစ်ကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဂေါ်ဂျီခရစ်စတာရက်တော့ကစားမဘွားမှာပုံစံမျိုးစုံနဲ့သွင်းကိုတွေကိုမြောင်များစွာသွင်းယူခဲ့သူဖြစ်ပါရင်အဝေးကန်ချလာအနီးကန်ချလာခေါင်းတိုက်သွင်းကိုလာဖရီကစ်လာတက်အင်လာကျုံတလုံးအဆုံးတတ်နိုင်သူဖြစ်ပါရင်သွင်းကိုပေါင်းတစ်ထောင်နီးပါးသွင်းထားပြီဖြစ်တဲ့ရောတို့အတွက်အကြိုက်ဆုံးသွင်းကိုပုံစံကဘာဖြစ်မလဲဒါကိုရက်တို့ကိုယ်တိုင်ဝန်ခံထားဖို့ပြီးသူအကြိုက်ဆုံးသွင်းကိုပုံစံကနောက်ပြန်ကန်ချနဲ့သွင်းယူတဲ့ခိုးပုံစံပဲဖြစ်ပါရင် ရန်ကဘိုင်းစကန်ကန်ချင်းအသွင်းကိုတွေကိုသဘောကျသူပါသူရဲ့ကစားမပွားတဲ့လျှောက်ဒါမျိုးကိုတွေအများပြားသွင်းယူနိုင်မှုတော်တော်လေးကြိုးစားခဲ့ကြောင်းသူကိုယ်တိုင်ထုတ်ပြောခဲ့ပူပါရီ2018ချန်ပီယံလိမ်းမှာရဲဒူဟာဂျမနဲအသင်းဖက်ကိုတော်တော်လေးလှပတဲ့ပုံစံနဲ့ဘိုင်းစကယ်ကိုသွင်းယူနိုင်ခဲ့ပူတာဖြစ်ပါရီသူရဲ့ကစားမပွားမှာလှပတဲ့ကန်ချင်းနဲ့သွင်းကိုများစွာသွင်းယူခဲ့ပူပေမဲ့အဆိုပါဘိုင်းစကယ်သွင်းကိုရဲဒူကအကြိုက်ဆုံးဖြစ်ပါရီ မြန်မာကလည်းပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာရတော့ကျွန်တော်ဘွားမှာအချိန်ဆုံးတွင်ကိုကဂျပန်နဲ့ပွဲကတွင်ကိုပါကျွန်တော်ဒါမျိုးတွင်ကိုမျိုးတွင်ယူနိုင်မှုပွဲပေါင်းများစွာအချိန်ပေါင်းများစွာစ조사ခဲ့မှုပါတယ်လို့ပြောခဲ့မှုတာဖြစ်ပါတယ်အဲ့ကျွန်တော်ကမော်ဂန်ကတော့လိန်ဆက်ဆန်ရတာထက်ပိုကြိုက်လားဆိုပြီးတော့နောက်လိုက်ပါသေးတယ်။ရယ်တို့ကဂျော်ဂျီနာနဲ့ဆိုရင်တော့လိန်ဆက်ဆန်ရတာပိုကြိုက်ပါတယ်လို့ဖြေခဲ့လိုက်တာဖြစ်ပါရင်အခုအသက်40ကျော်ရွယ်မှာရယ်တို့ကသူ့ရဲ့ကစားသမားဘွားရဲ့အကြိုက်ဆုံးပုံစံသွင်းကိုကိုထပ်မံသွင်းယူခဲ့ပြီးဖြစ်ပါရင်ညကစားခဲ့တဲ့ NSR အသင်းနဲ့ AK လေးအသင်းတို့ရဲ့ Sorry Pro League ပွဲကရှယ်ကောင်းခဲ့တာပါ။ အနက်စာကလေကိုလိုနဲ့နိုင်ပြီးရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကိုဆက်လက်ထိန်းသိမ်းနိုင်ကြတာဖြစ်ပါရင်အနက်စာတို့ဒီအစီအမချန်ပီယံဖြစ်ဖို့အခြေအနေကောင်းလျက်ရှိပြီးမှတ်ပေးစရာကိုလိမ့်မတ်အတာနဲ့ဥဆောင်နိုင်ကြတာဖြစ်ပါရင်ဒီနိုင်ပွဲမှာထူးထူးခြားခြားပြောစရာကောင်းကြတာကစေကြီးတို့နဲ့တို့ရဲ့အထင်ကြီးစရာနောက်ပြန်ကန်ချက်ပဲဖြစ်ပါရင် ရက်ဒိုကအသက်40ကျော်42နှစ်နာကန်နေပြီဖြစ်တဲ့ကစားမတူပါရက်ဒိုနေနဲ့သူမအိုသေးဘူးဆိုတာကိုဒီနောက်ပြန်ကန်ချက်နဲ့တက်တေပြသွားခဲ့တာဖြစ်ပါရင်ကန်ချက်ကလှပလုံးပြီးဘောလုံးကလည်းတောက်ချင်းတဲ့ကိုချိန်သားကိုက်ဝင်ရောက်သွားခဲ့တာပါတံမဲ့ကိုယ်မအနေနဲ့ဘလုံးမမတက်နိုင်ခဲ့ဘူးဖြစ်ပါရင်ရက်ဒိုဟာသူများတွေထက်လေးပေါ်မှာခန္ဓာကိုယ်ကိုတန်းနေအောင်ရက်နိုင်စွမ်းရှိပါရင်ရက်ဒိုဟာခုန်လိုက်ပြီးအောက်ကိုတန်းပြန်မကြဘဲနဲ့လေထဲမှာစက္ကန့်ပိုင်းနေနိုင်သူဖြစ်ပါရင် ရဲတို့ကတော့သူ့ရဲ့ကစားသမားဘဝရဲ့အကြိုက်ဆုံးဂိုးသွင်းပုံစံဖြစ်တဲ့နောက်ပြန်ကန်ချက်နဲ့ဂိုးသွင်းကိုသွားနိုင်ခဲ့ပြန်တာဖြစ်ပါရင်အသက်40ကျော်ရွယ်ချင်းနဲ့သူလုံးပြသွားတာကလက်ဖျားခါဆရာပါအတင်းပေါ်တင်ပေးလိုက်တဲ့ဘောလုံးကိုအလိုက်တင်းခုံပြီးနောက်ပြန်ကန်ထည့်သွားခဲ့တာထောက်ချင်းကွက်ဒီပါပဲဒီကောကသူ့အတွက်ကစားသမားဘဝ954ကုန်မြောက်ဖြစ်ပါရင်ကဘာပလာနီးမှာစိတ်ကြီးနေတဲ့ယုံကြည်ချက်ပုံမြင့်နေပြီးအလန်းစားကိုတွေပါသွင်းပြနေတာဖြစ်ပါရင်စိတ်ကြီးနေတဲ့ဒီအားဒီမှာအနန်စာနဲ့အတူ sorry pro league champion ဖြစ်မလားစောင့်ကြည့်ရမှာပါတိုးတူပဲကဘာပလာကိုလည်းရာသွားမလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ